။အားလုံးပဲမင်္ဂလာပါဗျ။ running record channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်အနေနဲ့ train မြန်မာဆိုတဲ့ကောင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခေတ်စဉ်ကိုဒီကထားမျှဝေပေးတာဖြစ်ပါတယ်။အခုဒီဖြက်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်သွားနိုင်ရင်ရောက်ရှိတဲ့ data ကတွေ့ရတဲ့ပွဲတော်မြင်ကွင်းစတဲ့ကိုမျှပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။အခုဒီနေ့တွေ့ရမှာကတော့ကျွန်တော်တို့ဒီရွှေကုန်းစည်းကြီးတော်မြတ်ကြီးမှာကဆုံချောင်းရီသွန်းပွဲပြုလုပ်တဲ့ပုံနဲ့ကဆုံလာပြင်းနေ့

အော်မနေ့ဟွာလာဝယ်ရှိသေးတာကိုခွန်၈နိုင်တော့မထူသေးခွန်နိုင်ကြော်ကြော်လေးမှတွေ့ရတဲ့မြင်ကွင်းပေါ့ဒါကတောင်ဘက်မုတ်တောင်ဘက်ဇောင်းတန်းကနေအတက်မြင်ကွင်းအခုကမနေ့အစောပိုင်းဖြစ်နေတဲ့အခါကျတော့ဟွာလာဝယ်ရှိသေးတယ်၈နိုင်မထူသေးဒါတော့မှအခုလူကတော်များများတော့ကြောက်နေတယ် အခုဒီမှာလာရတယ်ဆိုတော့တော်တော်ကလေးလေးတယောက်နှစ်ယောက်သုံးယောက်တော်သူသူမိသားစုနဲ့သူအဲ့လိုမျိုးကြီးဟိုဘက်ဒီမှာတော်တော်အများကြီးပဲကောင်းနေရမနေ့စစောစစ်စည်းတာအခုဒီလိုနေမျိုးကြတော့ဟိုအားလိုက်ရလဲဖြစ်တဲ့ခါကျတော့မိသားစုကြီးဟိုမှာဒီဖះလာမယ်လာပြီးတော့လို့ရှင်အာဆွေမျိုးမိဘတွေစီသွားလဲကြတာမျိုးရှိတယ်ပြီးတော့လည်းအပြင်သွားလဲကြတာမျိုးရှိတယ်ဆိုတော့နော်ကောင်းပါရှင်ပြေပုံမှန်လေအခုကလူထိုက်တဲ့လောက်တော့ရောက်နေပြီဗျ ခုကဘယ်လိုမျိုးနေခင်းမဲ့ကျတော့အပူကတအားပြင်းတာမလို့အခုချိန်မှာလူပိုများတာဖြစ်နေမြဲလို့ယူဆရတာအရှင်မင်းဘုမာသူကအပြည့်နေပါရှိတယ်အချို့လိုလို့ရှိရင်သူကမနက်စောစောတည်းကလာတာဆိုတော့ချို့ချို့ပြန်တော့ဆင်းနေကြပြီ ချို့ကတော့အခုမှလာနေကြတော့မယ်ဒီဘာလေးဘယ်လိုပဲပေါ်ပေါ်အခုတပ်ပုံရိုက်တဲ့လူတွေကရှင့်နေသေးတာပဲလေဟိုအလှပုံရိုက်တော့ကျတော့တော့သူတို့ကင်မရာအကောင့်အနေနဲ့ပုံပြီးစနစ်ကြဖြစ်တာပေါ့ဒါတော့အောင်ပြီအမေကရင်ဆိုလို့ရှိရင်တော့ဟိုအမိုးလေးအောက်မှာပဲရှိကြတာများတယ်ဒီလိုနေမျိုးကတော့အပြည့်မှာပါလူတွေအပြည့်ဖြစ်နေတယ် အောင်မြေကနေဖူရတဲ့ရွှေကုန်းစည်းရောညံနေရအကုန်ပြန်ခွာလိုက်ပြီညံနေကုန်ပြန်ခွာလိုက်ပြီးတော့ဒါကရွှေပြားကတ်ထားတာဆိုပုံပြီးရွှေအောင်ဝင်းနေတဲ့သဘောအဲ့တော့ရွှေကုန်းပြားနောက်ဖက်ဆောင်းနေဒီနေရာမှာဟိုကထမင်းပူလေးတွေ့လားထမင်းပူလေးရှိရလေအရှင်တို့ကအဲ့ဒီကထမင်းအရှိန်နဲ့ဒီနားမှာပေါ့ဒီနားမှာဆိုထမင်းအရှိန်နှစ်ပိန်ရှိရဟိုငငယ်ကစာရီထဲမှာ ပါတဲ့ရွှေကုံပုံဆိုလို့ရှိရင်ထမ်းမင်းနှစ်ပင်နဲ့လေသူတို့ကပုံတော့ကဒီဒီဘက်ချမ်းမြင်ခွင်ပေါ့အခုတော့နာဂစ်တုံးကအဲ့ဒီပင်နဲ့ပါသွားတာယုံကြည်မှုရအာပြုလုပ်ကြတဲ့အဖွဲ့ရှိရတယ်လိုမျိုးပေါ့ဒီမှာကတော့ဒါကဟို ဒီကဆုံလာပြည့်နေ့ရဲ့ညောင်ရီ၃ဘွဲအခမ်းအနားကိုဒါပင်မအခမ်းအနားကြီးပေါ့ရွှေကုန်းစည်းတော်ပေါ်မှာပြုလုပ်တဲ့ပင်မအခမ်းအနားကြီးอ่ะဒီထဲမှာပြုလုပ်တာဗျဟိုးမှာမြင်းနေရတဲ့နေရာလေအဲ့နေရာမှာပြုလုပ်တာစတော့ဒါကတော့ဒီပထမပိုင်းစီစဉ်ပြီးသွားလို့ရှိရင်တော့သူကနောက်ပိုင်းဟိုပါပေါ့ဟိုဒီ public အားလုံးအကုန်ဝင်ပြီးတော့ညောင်ရီ၃ညတဲ့အစီအစဉ်ဒါရှိမှာပေါ့ဒီမှာပြုလုပ်တော့ quality နဲ့လည်းဆိုင်နေတယ်တဲ့ဟုတ်လားဟုတ်ဒီဒီလာရ ကယ်တော့ဒီကစုံလာပြင်းနေ့ကဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့နေသူနေမြတ်တခုပေါ့ဒီဖျားလောင်းတော့သူမိသားရှင်ရဲ့တေကဒီဗရကဘာမှာလေးစုမြောက်ဖြစ်တဲ့ဂေါရမအမည်နဲ့ဖျားဆင်စေဧကံဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံကနေပြီးတော့နိယတဖျားဒိတ်ကိုအစုံလာပြင်းနေ့မှာခံယူရရှိခဲ့တာဖြစ်တယ်လို့မှတ်သားပါတယ်ပြီးတော့မဟာတဂရ68ခုနဲ့ကစုံလာပြင်းနေ့မှာဂေါရမဖျားအလောင်းတော်တိတ်တထမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ် ပြီးတော့မဟာတက္ကရတရသုံးခုနှစ်မှာကဆုံလာပြီနေအာယုံတက်ချိန်မှာဂေါရမဘုရားအလောင်းတော်ကတပုညုဒဉာဏ်တော်ကိုရရှိပြီးတော့ဘုရားအဖြစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်ပြီးတော့မဟာတက္ကရ148ကဆုံလာပြီနေမှာမလာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်မှာပြိဋိဘံဆံဝင်တော်မူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုထူးခြားတဲ့၄ရက်နဲ့ပြည့်စုံတာကြောင့်မလို့ဘုရားဘာသာဝင်အပေါင်းကကဆုံလာပြီနေကိုဗုဒ္ဓနေ့ဘုရားနေ့ဖြစ်သတ်မှတ်ခဲ့ပါတယ် ။ဘုရားရှင်ကဒီနေ့ဒီခါမှာတပည့်ရတာရွှေဉဏ်တော်ကိုရတော့ပူဖို့အတွက်ဗောဓိပင်ကိုအမိပြုပြီးတရားအားထုတ်တော်မူခဲ့ရပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာရှင်တွေကဗောဓိပင်ကိုခြေသွန်းလောင်းခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြတာဖြစ်ပါတယ်။ခြေသွန်းလောင်းတယ်ဆိုတာကကဆုံလာမှာဒီရှပါပြက်လက်ပြီးတော့ညှိုးလျော်အန်ဆဲဖြစ်နေတဲ့ဗောဓိပင်နေစိတ်နဲ့စုပြီးလမ်းဆန်းကြီးအတွက်ပြုလုပ်တာမျိုးဖြစ်ပါတယ်။ပြီးတော့ဒီ ဗျာဖွားပွင့်ဆန်ဤလေးတဲ့မှတ်ရန်ဗုဒ္ဓနေလို့လည်းအလွယ်တကူခေါ်ကြလိမ့်ရှိပါတယ်။ဗျာဆိုတာကတော့ကစုံလာပြီနေ့မှာဗျာဒိတ်တော်ခံယူတော်မူတယ်။ဖွားဆိုတာကတော့ကစုံလာပြီနေ့မှာဖွားမြင်တော်မူတယ်။ပွင့်ဆိုတာကတော့ကစုံလာပြီနေ့မှာဗျာပွင့်တော်မူတယ်။ဆန်ဆိုတာကတော့ကစုံလာပြီနေ့မှာပြိဋိတ်ဆန်ဆံဝင်တော်မူပြီပေါ့။ဒါကြောင့်မလို့ဗုဒ္ဓနေ့ဖြစ်သတ်မှတ်ပါတယ်။ပြီးတော့သတိလင်္ကာနိုင်ငံကုလမှုမြို့တော်မှာကျင်းပတဲ့ပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ conference မှာကစုံလာပြီနေ့ကိုကမ္ဘာ့ရုံးပိတ်ရက်ဖြစ်သတ်မှတ်နိုင်ဖို့အတွက် 1998 November 5ရက်ကနေပြီးတော့14ရက်ထိညီနိုင်ဆွေးနွေးခဲ့ရပါတယ်။ဒီနေ့တိတိလင်္ကာနိုင်ငံနိုင်ငံသားဝင်ကြီးကကမ္ဘာ့ရုံးပယ်ရအဖြစ်သတ်မှတ်ရေးအဆိုကို1999 September မှာကုလသမဂ္ဂကိုတင်သွင်းပါတယ်။54ရက်မြောက်ကုလသမဂ္ဂထွေထွေးညီလာခံမှာတင်သွင်းတဲ့အဆိုကိုမြန်မာနိုင်ငံအပါအဝင်အခြားနိုင်ငံ34နိုင်ငံကထောက်ခံခဲ့ကြပြီးတော့ကမ္ဘာ့ကုလသမဂ္ဂကပစုံလာပြီးဗုဒ္ဓနေ့ကိုအပြည်ပြည်ဆိုင်ရာရုံးပယ်ရ Visak Universal Holiday ဖြစ်သတ်မှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ဇီတော်ကလည်းညံနေဖေရှားပြီးပြီဆိုတော့အတော်လေးတော့တက်ပေတယ်ဗျခုမှရှင်ပြင်းနေမဟုတ်ဘူးအခုဒီဇောင်းတန်းနေထဲမှာလဲဟိုပါဘောတဇောင်းနေထဲမှာလဲအပြည့်ပြဒီမှာကြည့်ဇောင်းထဲမှာဆိုလဲလေ ဒါရှေ့ဘက်ဆောင်တန်းကနေတက်လာကြတဲ့အခွေတွေဒီမှာပြီးတော့ဒီရှေ့ဘက်ဆောင်တန်းနားမှာပဲဒီမှာနားဖို့ဒီလိုလေးလုပ်ပေးထားတယ်အချို့ထမင်းအောင်ထားနေကြတယ်ဒီဘက်တွေကတိရိတ်တယ်ရှေ့အခါကျတော့သူကဒီလိုမျိုးအေးစိနားကြတဲ့လူတွေရှိတယ်ခင်ရလေးတွေအေးနေတာပဲလေ င်သွန်းညောင်ရင်သွန်းကြတဲ့သူတွေဒီမှာဒီဘော်ရင်းညောင်မေးရေသွန်းတာဒီမှာသွန်းနေကြ ရမကတော့သူပတ်တာအေးချင်းချင်းရွှေဖက်ပူစောနေကြသူတွေရှိတယ်။ဒီဖျားဒီဖျားကလည်းအာနာမည်ကြီးတဲ့ဒိဋ္ဌိနဲ့ပတ်သက်နာမည်ကြီးတဲ့ဖျားတစုပြ။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့မျှဝေဘူးတယ်ဒီအကြောင်းလေးလေရွှေကုံစည်တော်ပေါ်မှာထူးထူးခြားခြားရှိတဲ့ဖျားစည်ကြီးတွေရုပ်ထုတွေအကြောင်းလေးလေ အဲအဲ့ဒါလေးတွေကျွန်တော်တို့ပြန်လေ့လာကြရင်ကျွန်တော် link လေးထဲမှာတော့ပြန်ထည့်ပေးထားမှာဗျာမကြည့်နိုင်အောင်ပါရှိလူအုပ်ချင်နေအောင်တလားတော့ရှိရဲ့ဒါတော့ကဆုံလာပြင်းနေအညောင်းရင်သွန်းခွေရဲ့အမြင်ခွင့်နေဗျာ မနစ်ကထင်တယ်တုန်းကတော့အဲ့တုန်းကဒီဘက်ရှမ်းတောင်ပိုင်းကညောင်ရီသွန်ပွဲအခမ်းအနားလှည့်လေပုံပြီးကျွန်တော်မျှော်ရဘူးလေဗျအခုဒီနှစ်ကတော့ဒါရန်ကုန်ပေါ့ရန်ကုန်ရွှေကုန်းစီတော်ရဲ့ညောင်ရီသွန်ပွဲတော်မြင်ကွင်းနေပါ ခုနကတော့တွေ့ခဲ့တဲ့ဟာကတန်ခွန်နေထောက်အာရေကြီးတော့ဝယ်သိင်းရဲ့ညောင်ရင်သွန်းဝယ်တော့လို့တော့တွေ့ရတယ်ဗျဒါကတော့ဒီရွှေကုန်းစည်းတော်မှာရှိနေတဲ့ဗြဟ္မရှင်ဖះဒီလိုမျိုးထူးထူးဆန်းဆန်းဖះပေါ်မှာရှိနေတဲ့အချို့အကြောင်းအရာတွေရှိတယ်ဗျအဲ့ဒါကျွန်တော်တို့ ိုပြန်ကြည့်ရင်ကြည့်နေလို့လေကျွန်တော်လည်းမျှဝေပြီးသားဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့အောက်မှာ link လေးထိုးပေးထားမှာ description ထဲမှာဝင်ကြည့်လို့ရပါတယ်။သူကကစုံလကတက္ကဋပါဠိဟိန္ဒီဘာသာမှာဝိတာခဖိစကာလို့ခေါ်ပြီးတော့ဝိတာခနက္ခတ်နဲ့ရှင်နေလာဖြစ်ပါတယ်။တီယိုဘာသာနဲ့တော့ဖိစက်လို့ခေါ်တာကြောင့်မလို့အဲ့ဒီကစုံလပြည့်နေ့ကိုအနောက်နိုင်ငံသားတွေကတော့ဖိစက်ဒေးလို့သုံးနှုန်းတာတွေ့ရပါတယ်။ ဒီနေရာကအာရွှေကုန်းစည်းတော်မြတ်ကြီးပေါ်မှာပင်မညောင်ရီတမွဲပြုတ်လို့ရနေရာဖြစ်ပါတယ်ဒါကအိန္ဒိယကနေပြီးတော့တည်ဆောင်လာတဲ့မဟာဘောဓိပင်ကိုစိုက်ပျိုးထားတာဖြစ်ပြီးတော့ဒီမှာညောင်ရီတမွဲပြုတ်လို့ကြတာဖြစ်ပါတယ်ညောင်ရီတမွဲကဗုဒ္ဓဘာသာဝင်မြန်မာတို့ရဲ့ဘာသာရေးဓလိပွဲတော်တစ်ခုဖြစ်ပါတယ်ညောင်ရီတမွဲကိုဂိမာနလို့ဆိုတဲ့လူဥတုရဲ့နောက်ဆုံးလဖြစ်တဲ့ကဆုံလမှာကျင်းပကြလိရှိပါတယ်အဲ့ဒီကဖျားရှင်နဲ့ပတ်သက်လို့ထူးထူးခြားခြား စုစည်းထားတဲ့နေရည်တွေဖြစ်တဲ့အတွက်အဲ့ဒီနေမှာပြုလုပ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။ဘုရားမြတ်စွာဘုရားရှင်ကိုကိုယ့်ရဲ့စိတ်ကရကနေပြီးတော့ဘုရားပွင့်တော်မူရာအထိတ်မဖြစ်တဲ့ဗောဓိပင်တွေအတွရှိကြီးအတွက်ရေတိုးလောင်းခြင်းကိုအမြတ်တလို့ပြုမူခဲ့ကြတယ်လို့လည်းဆိုပါတယ်။တကုကဆုံဆွတ်ဆွတ်ခုံးဆိုတဲ့စကားနဲ့ညီကဆုံလာကလူရည်တည်ရဲ့ပူပြင်းဆုံးကာလရေခမ်းကြောက်ဆုံးအချိန်ရေအဆုတ်ဆုံးအချိန်ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဘုရားမြတ်စွာအမိသေးပြုရာပွင့်တော်မူတဲ့ဗောဓိပင်ကိုညောင်းသွန်းလောင်းခြင်းညောင်းပင်ကိုရေတိုးလောင်းခြင်းနဲ့ညောင်းရေသွန်းပွဲတော်ဖြစ်ပေါ်လာတယ်လို့သိရပါတယ်။ ဒီအနေပတ်တလို့ဟိုအရင်တုန်းတည်းကဒါကဒီလိုပွဲတော့လောက်တော့မယ်ဆိုလို့ရှိရင်ကြိုပြီးတော့ဟိုဒီအရက်ဒေတာတွေနေဒေတာတွေဆိုတဲ့ခါလဲပေါင်းရှင်တွေဂျူတင်ရှင်းနေညောင်မင်းနေထုံးနေပါရဲ့တုတ်တန်ရှင်းလို့အဲ့လိုမျိုးနဲ့ဂျူတင်ပြင်ဆင်ကြပြီးတော့ဒါကကုသိုလ်လဲရကြိုစရာလဲကောင်းတဲ့ပွဲတစ်ခုအနေနဲ့အစင်ဆက်ပြုလုပ်ခဲ့ကြတာမျိုးဖြစ်ပါတယ်သူကဒီ ကစုံငယုံလီယူတုံဆိုတဲ့အစကားနဲ့အညီဒါအဲ့ချိန်ကျရင်တော့လီလေးပါလေးရလဲနေငယ်တိုက်တယ်ပြီးသွားလို့ရှိရင်စတုဒီတာကျွေးရတယ်အခုနလိုမျိုးဒီလိုမျိုးကုသိုလ်ဝိုင်းဝန်းကူညီကြတာအဲအဲချစ်ဖို့ကောင်းတဲ့ပျော်ဖို့ကောင်းတဲ့ပွဲလေးတစ်ခုလည်းဖြစ်ပါတယ် ခုလိုနေမျိုးဆိုလို့ရှိရင်တော့ဟိုဘာပဲပြောပြောနေကနေလာကြတဲ့သူတွေရောရံမှချိကြတဲ့ဘာသာရေးကိုအလေးထားကြတဲ့မိသားစုတွေကအဲဒီလိုမျိုးလေးတော့တခုတခါရောက်အောင်လာကြလိမ့်ရှိပါတယ်အဲ့လိုနေမျိုးဆိုလို့ရှိရင်တော့ဖះကပူပြီးစစ်စီကလာတွေ့ရတာပေါ့အချို့လည်းအလုံနာရက်ဆိုတော့လေတကယ်ချင်းနေစုပြီးလာကြပြူကြတဲ့ဒါကောင်းတဲ့ delay လေးတခုပါဒါတော့ကျွန်တော်တို့ပြန်ဆင်းပြီပေါ့ပြန်ဆင်းတော့ဒီတိုင်းပဲတောင်ပဲမုတ်ကနေပဲပြန်ဆင်းခဲ့တယ်တခုပဲရှိတယ်ကျွန်တော်တို့ဒီလိုမျိုးလိုက်ရိုက်တဲ့အခါကျတော့လေရဖက်ရခါမှာတော့ဟိုဘယ်လိုပြောရမလဲ မတိစီခြင်းပဲလာရသူတွေချွေများရှိမလားမသိဘူးအဲ့လိုဆိုလို့ရှိရင်တော့ဒီထဲမှာမတော်ဆပါပြုတ်သွားတော့တောင်းမှန်ပါလိမ့်မယ်ခုဒီမှာကြည့်အများကြီးပဲဗျလာကြတာလေအော်ကျွန်တော်တို့ကျတော့လေဟိုကောင်းတဲ့ဘက်ကပဲမြင်ပါတယ်အချို့ကျတော့လေအဖျားသွားကြ ်ဆိုလိုတဲ့သဘောကတကယ်ချင်းနေစုပြီးတော့ဟာပန်းကြမဲ့သွားနေတာတို့ဟာရေပဲသွားကူးနေတာတို့ဆိုရတဲ့ဆိုင်ခရီးလေးတော့ဝင်လိုက်သေးတယ်ပြီးတော့မှပဲအခြားအဲသွားစရာလဲစရာပတ်စရာရှိတာသွားတယ်ဆိုတော့လေဒါပို့ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့အိုးခြေစံဘလောက်အားကြစရာကောင်းလဲဒီလိုမျိုးတွေရှိတယ်ဆိုတော့လေအဲ့လိုမျိုးတွေကကြောစရာပါဒါဖျားသွားကြောင်းတဲ့အတူဆိုတဲ့စကလုံးလေးနဲ့လဲသွားကိုက်နေတာပေါ့အခုဒါကကျတော့ကျွန်တော်တို့အခုတောင်ဘက်ဘက်ကနေဆင်းနေပဲပဲ ပုံမှန်ကစားခွင့်ရှိရည်ရှိပါဒီဘက်မှာမဟာဝီဇယဇေကြီးတော့ရှိတယ်ဟိုဒါကဟိုအခုဒီမှာဆိုကြည့်ဒါလန်ကူလန်ကူကိုအများကြီးပဲလွားအုပ်လိုက်ကြီးဖြစ်နေတယ်ဒါအခုကျွန်တော်တို့ဟိုလောက်ပဲရှိသေးတယ်အဲ9နိုင်မထိုးသေးဘူးပေါ့7နိုင်ခွဲကြွကြွ7နိုင်ခွဲတတလောက်ပါအခုဒီလိုမျိုးမြင်နေရတဲ့အခြေအနေရှိတယ်ဗျဒါကလာပြင်းနေတွေ့ရတဲ့မြင်ကွင်းပါဒီဘက်ဒီ solution ဒီမှာကားတွေလည်းဒါအခုတော့ရှောက်ဒီလိုတော့ဖြစ်သွားတယ် ညာကြီးပြပြလာကြတဲ့သူကြီးကောင်းပါလေဖះသွားတယ်ဆိုတာဖះလာတယ်ဆိုတာကောင်းတဲ့ကိစ္စပဲဒါဒီလိုမျိုးနေသူနေမြန်ပါဒါကအခုဒါကတောင်ပန်းမောက်ကနေပြီးတော့အရှိမမောက်ကိုသွားလို့ရှိရင်အခုဒီလိုပုံစံမျိုးမြင်ရတာပေါ့အာနေလည်းပဲဆိုဒီဘက်ချမ်းကကစားခွင့်သွားတဲ့လူတွေနဲ့ပိုင်းနဲ့ပို့ပြီးတော့ဒီဘက်ကလည်းကြက်ညက်သွားတာဖះကိုဒီလိုအဖေကနေလှမ်းဖူးရတာလေ တတ်ပေးခြင်းတမျိုးနဲ့ဗျအခုဒါဆိုလို့ရှိရင်ဘဟန်ဘမဟုတ်အရှိဘမဟုတ်ဒီမှာဆိုလို့ရှိရင်ဒါဒီ level ဆိုတာအစီအစဉ်အခုမှကြီးဒီကနေဖူးမြော်ရတာလေဒါကတော့အဲချွေဖုံးပွင့်ဒီလိုအသွားမှာတွေ့ရတဲ့အထီးတင်ပွဲလေးတစ်ခုရှိရတယ်ဝေဖန်တန်းနေလိုက်တာဗျဒါမျိုးကဂျုံတော့ဂျုံငယ်လေးဆိုတော့လေရွှေမုတ်သောဇေဒီရောလို့တွေ့ရပါတယ်တမိုင်းဝင်ရွှေမုတ်သောဇေဒီရောလို့လည်းတော့ပါတယ်အဲ့ဒါကကျွန်တော်တို့ဘုဇုံအောင်ဇေဒီ

အာသူတစ်ပါးလှူတယ်ဟုတ်လှူနိုင်တာကို ပီတိဝင်ဖြစ်ရတာလည်းနေထိုင်ရတဲ့ကုသိုလ်လိုပဲပြောပါမှာဗျအခုဒါကတော့ကျွန်တော်တို့အဲ့လိုမျိုးသူတို့လုပ်ငန်းစဉ်တွေလောက်တာလေးတွေကိုဘယ်လိုလေးလဲလို့ကြည်ရလေသူတို့အာရုပ်ဖက်တဲ့ရုပ်ဖက်စဉ်တွေပြီးသွားလို့ရှိရင်ဟိုအောင်ဩဘာတို့ဘာတို့ပြီးသွားရင်ဂါတာပြီးရုပ်ဖက်တာတို့ပြီးသွားလို့ရှိရင်သူကဟိုကတော့ပါတယ်ဗျပါလေအာဟိုဘယ်လိုလဲဥစ္စာကျေးတာဟုတ် ရှင်မုံမုံရွာအဲရှင်မုံမုံရွာတဲ့အစီအစဉ်လည်းပါတယ်စီစဉ်ပါတယ်ဆိုဒီမှာတော့အောက်မှာစောင့်နေကြတဲ့သူတွေတွေမှာအကုန်ပါတာပေါ့ဒီလာကြည့်ကြတဲ့သူတွေရောဒီရှင်မုံမုံမို့တော့ပေါ့ဒါအကုန်လုံးရှိဒီနေရာလေးရဗျာဟိုစီကားတဲ့နေရာလေးပဲဒါပေမဲ့အခုဒီနေကြတော့သူကအားလုံးဈေးကြီးလည်းပိတ်တယ်ဘာညာဆိုတဲ့ခါကျတော့ဟိုလူကသူ့နဲ့သူတိတယ်ဟိုအစီအပြီးတော့နှုတ်ဆိုဒီနေရာခွေခေဟောမှာကြီးမဆန့်ကျဲအာရှင်မုံမုံမို့ရွာကြီးပေါ့ဒီဟောမှာဒါပေမဲ့သူကတခုရှိတာဗျာရှင်းတော့ဒီဘက်ဒီဘက်ဟိုဘယ်လိုပြောမလဲလေမတင်တာရင် နောက်ပြီးတော့ဒီလိုအပြင်ကိုပက်မချေးတာလေဆိုတော့သူကအနားတင်ကြတယ်လို့ဖြစ်နေတယ်။သူဘောဘောတကြိုးကြီးရှိရတာ။ဒါလေးကတကယ်တော့ဒါကျွန်တော်တို့ဟိုလူမျိုးတွေမှာဒီရွှေမုံငွေကိုယူရတဲ့ကိစ္စပါလေ။အချို့အင်တန်ဝါသနာပါတဲ့သူတွေလည်းရှိတယ်။အချို့ကျတော့လည်းအဲ့လိုမျိုးဟိုသွားပြီးတော့ယူကြတဲ့အထက်မှာလည်းဟိုဝါသနာပါလို့ကိုပဲတသက်သွားကြတဲ့သူတွေလည်းရှိတယ်။ကောင်းပါလေဒီလိုကုသိုလ်ကောင်းဖို့အထူးပြုကြတဲ့နေမျိုးမှာ ်ဘလူကောင်းသူကောင်းမှုသူတို့ပြုကြတာဆိုတာအဲ့ဒါကောင်းမှုနဲ့လို့ပေါ့နောက်ထပ်မြင်ကွင်းတစ်ခုအနေနဲ့တော့ကျွန်တော်တို့ရွှေဖုံးပွင့်စေတီတော်မြတ်ကြီးရဲ့ကစုံကြောင်ရေသုံးပွဲမြင်ကွင်းလေးတွေကိုဆက်ပြီးမျှဝေပေးသွားမှာပါဒါကတော့ကျွန်တော်တို့အဲဒီ ကစုံလာပြင်းနေမှာအကြောင်းကြောင်းကြောင်းအပြင်မရောက်ဖြစ်တဲ့သူတွေသို့မဟုတ်ကျွန်တော်တို့ဒီဖျားတွေကိုမရောက်ရှိဖြစ်တဲ့သူတွေလည်းပြန်ပြီးတော့ကြည်ခွင့်ရအောင်စေနာနဲ့ညှောက်ဝေးပေးခြင်းဖြစ်ပါတယ်။ကိုယ်တိုင်တောက်ရောက်သူတွေအဖို့ကတော့ပြန်ပြီးတွေးမိသိမိတော့လဲကုသူကအဖန်ဖန်ရတာပေါ့။ဒါကတော့ဒီအဲရွှေဖုံးမွေစီတော်ပြန်ကြီးမှာပြုလုပ်တဲ့ကစုံကြောင်းရဲ့သုံးဝဲမြင်ကွင်းတွေဖြစ်ပါတယ်။ကစုံကမြန်မာပြည်ကနေရဒုတိယလာဖြစ်ပါတယ်။ရက်စုံနဲ့လာဖြစ်ပါတယ်။ပကံကြောက်စာမှာကုစုံဆိုတဲ့အရေးအပြင် ကုဆုံခုဆုံခုဆုံဆိုတဲ့ကွဲလွဲချက်တွေတွေ့ရပြီမဲ့သဘောကတော့အတူတူကြီးဖြစ်တာကြောင့်မလို့ကုဆုံကိုအရင်ခံတာဖြစ်တယ်လို့ဆိုကြပါတယ်ကုဆုံဆိုတဲ့ဇကားရဲ့အတိတ်ပဲကကုက ရေကို ဟောတာ ဆုံဆိုတာကဆုံစင်းခြင်းစီစင်းခြင်းတွန်းလောင်းခြင်းကိုဟောတာကုကနေကကိုရွေလျောတဲ့အတိတ်ပဲကရေတွန်းလောင်းတော့လာလို့ဖြစ်တယ်လို့ဆိုတယ် ။လေသိန်းတွင်းဝင်မင်းကတော့ကစုံကိုဝိဂျူပြုတဲ့အခါမှာဥဒကန်ရေကိုစနတိဖြတ်တတ်၏ဟုဆို၏။ရင်းလာကိုရေးပြတ်သောလောက်ဟုအဓိပ္ပာယ်ဖွင့်၏။ဒါပေမဲ့ဒီဆန္ဒရာသီဘွဲမှာကစုံကြောင်ရဲ့တွင်းချင်းကိုပရာပြုလို့ဖွဲ့ဆိုကြတဲ့ရေတွန်းလောင်းချင်းဟာညောင်ရင်တွန်းလောင်းချင်းပင်ဖြစ်တယ်လို့မှတ်ယူတာကပုံပြီးတဘာဝကြတယ်လို့ဆိုပါတယ်။ပြီးတော့ဒီမြတ်စွာဘုရားပွင့်တော်မူရာဗုဒ္ဓဂါယာကဗောဓိညောင်ပင်ရဲ့မြို့ပွားပင်တွေကိုမြွာတို့စီကိုယူဆောင်လာပြီးတော့ အထွတ်မြတ်ထားစိုက်ပျိုးပြီးအဲ့ဒီအပင်တွေကိုရေသွန်းလောင်းလိရှိကြပါတယ်ဒါကတော့ကစုံကြောင်ရေသွန်းပွဲအမြင်ဝင်နေပါဗျရွှေဖုံးဝင်စည်းတော်မှာ ပြုလုပ်တဲ့ကစုံလာပြည့်ဗုဒ္ဓနေ့ညောင်ရေသွန်းပွဲဖြစ်ပါတယ်ဒီညောင်ရေသွန်းလောင်းတာနဲ့ပတ်သက်လို့ရှေးစာဆိုတွေကလည်းနှစ်နှစ်သက်သက်ဖွဲ့ဆိုကြနေရှိပါတယ်အနောက်ဘက်လွန်မင်းလက်ထက်ကမင်းစေရ random mate ဖွဲ့ဆိုထားတာက ကဆုံတွင်လဲပြာစင်မျက်ဖြူရွှေပြည်သူတို့တင်းမြူကြိုင်စွာရေနံ့တာဝယ်ရင်မာကွန်ဘူးစကားဥနှင့်ထွန်းမြူလျံမောင်းမွေတော်ပေါင်းကိုပြန်လျောင်းကြိုင်ရွှင်အဲ့တဲ့ချင်းနှင့်ပြန်တင်းရီဆောင်အဆောင်ဆောင်သည်ခါညောင်းမသွန်လှဲ့လီတော့လို့ဖွဲ့တည်ထားတာမျိုးတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့အာမကျွမ်းကျင်မှုကြောင့်အဖြတ်တော့မှားယွင်းခဲ့ရင်တော့လဲတောင်းပန်ပါတယ်ဆက်စလို့လဝက်တုံတို့ကလည်းပွဲခါညောင်းရီသွန်မြဲပီတိ ယူဒိတရာထုံးစင်လာဖြင့်မဲစာရပါသူတောင်းစုယူသည်လို့ဖွဲ့ဆိုထားတာမျိုးနဲ့တွေ့ဘူးပါတယ်ဗျဒီကဒီမှာကအခုနလိုမျိုးအဲချက်ချင်းနေတယ်သူဖြင့်ဒီမှာတော့လာပြီးကုညီပေးနေတာတွေ့ရတယ်ပြီးတော့ဒီမှာတဆိုင်ရာအာဟိုပါပေါ့ကုသကောင်းမှုပြူကြတဲ့အဖွဲ့တွေအခုဒီဟာဆိုရင်ဒါရေတော်လောင်းမိသားအိုးတွေကပြန်ဆုလာပြီးရင်ဟိုသေးသွားမယ်ဟိုဘက်မှာတော့ရေအပြင်ကိုသူကဟိုတပြေး ညွန့်လေးတွေလည်းထိုးဆိုင်ပေးထားတယ်။ဒါတည်တည်ချာချာလေးလှုပ်ပေးထားတဲ့သဘောတော့တွေ့ရတယ်။ဒါကကျွန်တော်တို့ကမနစ်ကတုန်းကတော့အာဒီပစုံချောင်းရဲ့သုံးဘွဲကိုကျွန်တော်တို့အာပင်းတရပြီးတော့ဟဲဟူပြီးတော့နောက်ကျွန်တော်တို့ရွှေဦးမြင်ညင်ခွင်းတွေကိုမျှဝေဖြစ်ပါတယ်။ဒီနှစ်ကတော့ရန်ကုန်ညင်ခွင်းတွေကိုမျှဝေဖြစ်တာပါဗျ။ကစားနေပါလေကုသိုလ်ကြသူရှိနေပါလေ ာတာပြောနေတဲ့ချက်ချင်းတွေသူတို့လာပြီးတော့အခုညီပေးနေတာပေါ့ကုသူယူနေကြတာပေါ့သူကရှုပ်ဖို့ဝင်စီတော်နဲ့ပတ်သက်လို့အချို့အဟိုယုံကြည်သူတွေကတော့သူကအပွင့်တက်ယူကြတယ်လာပြီးတော့အဆောင်ယူနမိတ်ယူကြတယ်လို့လည်းကြားမှုပါတယ် ဆိုလိုတာကဥပမာပြည့်လက်လာပါတို့ကျန်တဲ့အကြောင်းအရာအလုံးပိတ်ဆို့နေတာမျိုးတွေရှိရင်ပေါ့တိုးတော်လေဖင်မြတ်စွာဘုရားရှင်ကိုပူဇော်ကြည်ညိုရဲဆိုတာကတော့အဓိကကတော့ဘုရားရှင်ရဲ့ဂုဏ်တော်ကို ကြည်ညိုပူဇော်ကြတာကတော့ဒါကကုသိုလ်စိတ်အဖြစ်ဆုံးပေါ့တော့အဲဇောင်းနှန်းဒီမှာအဲ့လိုနှစ်ခုလောက်ရှိတယ်ဒီဇောင်းနှန်းလေးကလည်းအဲအခုလိုပဲကုသိုလ်ပြုကြသူတွေရှိတယ် ကဲကျွန်တော်တို့ဒီနေ့အမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျ